ရာရန်ကုန်မြို့နဲ့ဟောင်ကောင်တိုက်ရှာနေသူများအထွတ်ကြောက်တရားမြို့နယ်မဟာဗလူလန်းနဲ့နော်ထာလန်းကြားစိတ်ကန်းတာလန်းလေဗလောက်လူချင်းမင်းတို့အခုတွေ့မြင်ရမယ့်အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီရီးဘက်အေဂျင့်တွေမှာသုံးနေပြီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာလေးကတော့ကြောက်တရားမြို့နယ်မဟာဗလူလန်းနဲ့နော်ထာလန်းကြားမှာရှိတဲ့ စိတ်ကမ်းတာအလယ်လောက်ကိုကျွန်တော်ရောက်နေတာပေါ့။ဘာကြောင့်ဒီနေရာလေးကျွန်တော်လာနေရလဲဆိုတော့တိုက်ခန်းတခန်းလေးနဲ့ကျွန်တော်ပြီးဆက်ပေးခြင်းပါတယ်။အဲ့တော့တိုက်ခန်းလေးအကြောင်းကိုကျွန်တော်ဆက်လာပြပေးခြင်းပါတယ်။အဲ့တော့ဟိုကျွန်တော်တို့တိုက်ခန်းတဲ့ကဘယ်လိုတိုက်လို့လဲဆိုတော့ကျွန်တော်ဖောက်ဖောက်တိုက်နေခင်ဗျ။အဲ့တော့ကြာပြီ။ဒါပေမဲ့ကောင်းနေမယ်လေ။ကောင်းနေတယ်လေ။အရန်မိုက်လေ။ဘာလို့အဲ့လိုပြောရလဲဆိုတော့ရှင်သူရဲ့ပထမဆုံးအားသာချက်ကကျွန်တော်ခန်းထဲဝင်လိုက်ပြီးပါတယ်။သူရဲ့ height အခုလက်ရှိနောက်ပိုင်းဆောင်နေတဲ့တိုက်တွေမှာလည်းရှိပဲ။ဟောကျွန်တော်တို့ဘောဘောမတိုင်းမှာဘိုးဝေးစေပြီးလိုက်။အဲ့သူရဲ့အားသာချက် ေဘာလို့ဆက်အားသာပြန်အာနောက်တစ်ခုကတော့သူကဟောတိုင်းဖြစ်နေတယ်အတွင်းဝင်ရတော့ဆက်တက်ပြီခွဲအာနောက်ကတော့ကျွန်တော်ရှင်းတော့ဝင်ရတာကတော့68ပြည့်ရှိတယ်68ပြည့်ရှိတယ်ဟောတိုင်းဆိုတော့အရန်လိုလူကလေးကောင်းတယ်ဟောစတော့စတယ်နေလို့ရတယ်အာနောက်တော့ကျွန်တော်ခန်းလေးတစ်ခန်းတော့ထည့်ထားပေးထားတယ်အခန်းလေးတစ်ခန်းပါမယ်နောက်ဆက်ကောင်းတာလေးရ ရှင်ပြီးဆိုတော့ကျွန်တော်ဒီနောက်ဖြေးဖို့ကြောင့်ပြပါတယ်။အဲ့မှာတက်ကိုလေးထပ်ပါအောင်။ Okay အာကျွန်တော်ကအဖမ်းအတွင်းအကျယ်လေးနဲ့ပေါင်းပစ္စည်းလေးကျွန်တော်ဆက်ရှင်းပြပေးပါမယ်ဆိုတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီတိုက်ခန်းကိုဘာကြောင့်ဝယ်ယူသင့်လဲဆိုတဲ့အချက်လေးကျွန်တော်ဆက်ပြပြပေးမယ်။ဒီကောင်ကပြောမယ်ဆိုရင်ဟောင်းပေါင်းလိုက်ဖြစ်တယ်ကျွန်တော်နဲ့တန်းကလည်းနည်းနည်းလေးချာနေဖြစ်တဲ့ဆိုရင်ကျွန်တော်ဟောင်းနေမယ်လေရန်ကောင်းနေတယ်ပဲတိုက်သားကကျွန်တော်မထင်တော့ဘူးပေါ့နော်ကျွန်တော်ပြမလာရိုက်တဲ့အချိန်မှာဟောနည်းနည်းလေးချာနေပေါ့ ဲမှာလည်းနေခြင်းနဲ့အော်ခုနကသွားရိုက်လိုက်စင်တဲ့နေရာပေါ့သူသုံးမဲ့ budget နဲ့လိုချင်တဲ့နေရာလေးကဒီနေရာမှာပဲကျွန်တော်ရနိုင်လို့လေအဲနောက်တစ်ခုကကျတော့ကျွန်တော်စားရစားတိုင်းမှာစားရစားတိုင်းမှာကကျတော့ကျွန်တော်နေရှင်ဆောက်ရှောက်စောက်ပြီးကလေးကနေပြီးတော့ကျွန်တော်တို့နေရှင်ဆက်တိုင်းရဲ့ဝင်ထားတဲ့ personal တစ်ခုပဲရှိသေးတယ်ကျွန်တော်နေ30လောက်အတွင်းမှာကျွန်တော်တို့ပထမဆုံးကျွန်တော်တွေ့ရတာစားရစားတိုင်းပုံစံပဲကျွန်တော် အနေနဲ့ပတ်စကန်အောင်လာဖြစ်မဲ့ခွင့်ရပါမယ်။